မြောက်ကလပါ နှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုဒ္ဓအခန်းကြီး၄အငယ်၁မှ39ထို့သူတမန်တော်တို့သည်လူများတို့အားဟောပြောစဉ်တွင်ဗိမာန်တော်မှုမှစသောယိဘရောဟိတ်တို့နှင့်ဇဒုကေများတို့သည်လာကြသဖြင့် တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ယေရှုကိုအကြောင်းပြုလျက်သေခြင်းမှထမြောက်ခြင်းတရားကိုဟောတော်ကြောင်းထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်တမန်တော်တို့ကိုဖမ်းဆီးပြီးမှညအချိန်ဖြစ်တော်ကြောင်းနတ်ပြန်နေတိုင်အောင်နှောင့်အိမ်၌ချုပ်ထားကြ၏တရားနာသောသူအများတို့သည်ယုံကြည်ခြင်းသို့ရောက်၍အရေးအတွက်အားဖြင့်လူ9000မြောက်ရှိကြ၏ နှက်ဖြန်နေရောက်တော့မင်းအရာရှိလူအကြီးအကဲကျမ်းပြူစရာတို့နှင့်ရစ်ပရောဟိမင်းအာနတ်ကယာဖယောဟန်အာလီဇန်ဒုမှစ၍ရစ်ပရောဟိမင်းမျိုးရှိသမျှတို့သည်ယေရုရှလင်မြို့၌စုဝေးကြပြီးလျှင် တမန်တော်တို့ကိုအလယ်၌ထား၍သင်တို့သည်အဘယ်သို့သောတကူအဘယ်သူ၏နာမအားဖြင့်ဤအမှုကိုပြုသည်နည်းဟုမေးမြန်းကြ၏ ထိုအခါပေတရုသည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်လျက်လူများကိုအစိုးရသောမင်းတို့နှင့်ဣသရေလအမျိုးအကြီးအကဲတို့အင်္ကာ ချွတ်တဲ့သောလူကိုကျေးဇူးပြု၍သူသည် အနာရောဂါနှင့်အဘယ်သို့ကင်းလွတ်သနည်းဟုငါတို့သည်ယနေ့အစ်စ်ခံရလျင် သင်တို့ဒီလဝါကတ်တိုင်မှာကုမြတ်၍ဘုရားသခင်သည်တည်ခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်ဤသူသည်သင်တို့မျက်မှောက်၌ကျမ်းမာလျက်ရှိသည်ကိုသင်တို့မှစ၍ဣသရေလလူအပေါင်းတို့သိမှတ်ကြလောထိုသခင်ကသင်တို့သည်တိုက်ကိုတီလုတ်သောအခါပယ်ထား၍နောက်တစ်ဖန်တိုက်တော့အထွတ်ဖြားသို့ရောက်ပြန်သော ကြောက်ဖြစ်တော်မူ၏ထိုသခင်မတပါအဘယ်သူမျှကဲတင်ခြင်းအမှုကိုမတတ်နိုင်ထိုသခင်ဤနာမတော်မှတပါငါတို့ကိုကဲတင်နိုင်သောနာမတစ်စုံတစ်ခုမျှကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုပေတရုသည်ထိုသူတို့အားမွတ်ဆို၏ထိုသူတို့သည်ပေတရုနှင့်ယောဟန်တို့၏ရဲရင်ခြင်းတတ္တိကိုမြင်၍လူတတ်မဟုတ် လူသားမညတာဖြစ်သည်ကိုသိမှတ်သဖြင့်အံ့ဩ၍နေကြ၏ ထိုသူနှစ်ယောက်တို့သည်အထက်ကယေရှုနှင့်အတူရှိသည်ကိုတတိယ၍၎င်းအနာကင်းလွတ်တော်သူသည်ထိုသူတို့နှင့်အတူရှိနေသည်ကိုမြင်၍၎င်းညင်းခုံဆိုးဝေးရာ မရှိမတွေ့ကြ တမန်တော်တို့ကိုလွတ်တော်မှ ထွက်သွားစေပြီးလျှင်ဤသူတို့ကိုအဘယ်သို့ပြုရမည်နည်းသူတို့သည်ထင်ရှားစွာသောနမိတ်လက္ခဏာကိုပြပီးသည်ကိုယေရုရှလင်မြို့၌နေသောသူအပေါင်းတို့သည်သိမြင်ကြ၏ ငါတို့ဒီလေငင်းခုန်ခြင်းငါမတတ်နိုင်ပြီသို့တော်လေလူများအထဲ၌ကာ၍မနှက်မပြားစေခြင်းငါနောက်တဖန်ထူနာမကိုအမိပြုလျက်အဘယ်သူကိုမျှမဟောမပြောနှင့်ဟူ၍သူတို့ကိုစက်တီးစွာချိန်ချောက်ကြကုန်အံ့ဟုအချင်းချင်းတိုင်ပင်ပြီးမှတမန်တော်တို့ကိုခေါ်၍ယေရှု၏နာမကိုအမိပြုလျက်ဟောပြောတွင်တင်ခြင်းကိုအလင်းမပြုနှင်းဟုအမိန်ရှိကြ၏ ပေထရုနှင့်ယောဟန်တို့ကလည်းဖျားသခင်ဤစကားတော်ကိုနားထောင်သည်ထက်သင်တို့ဤစကားကိုတာ၍နားထောင်တော်ဖျားသခင် ရှေ့မှကောင်းမီမကောင်းမီကို စင်ကျင်၍စီရင်ကြလော့ငါတို့ဒီကြားလျက်မြင်လျက်ရှိသော အရာတို့ကို မဟောမပြောဘဲမနေနိုင်ဟုထူထူတို့အားဆိုကြ၏ထို့အခါတမန်တော်တို့၌အပြစ်ဒဏ်ပေးတဲ့သောအကြောင်းကို မတွေ့သဖြင့်တဖန်ချင်းချောက်ပြီးလျှင်လွတ်ကြ၏ အကြောင်းမူကားအနာကင်းခြင်းနမိတ်လက္ခဏာကို ခံရသောသူသည် အသက်40ကျော်ရှိသည်ဖြစ်၍လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက်ဖျားသခင်ဤဂုံတော်ကိုချီးမွမ်းကြ၏တမန်တော်တို့သည်လွတ်တော်အခါမိမိတို့အပေါင်းအသင်ရှိရာသို့သွား၍ မိမိတို့အားယစ်ပရောဟိအကြီးတို့နှင့်လူအကြီးအကဲတို့ပြောဆိုသည်များကို ပြန်ကြားကြ၏ထိုသူများတို့သည်ကြားရလျှင်တညီတညွတ်ဒီဖျားသခင်ထံသို့အတန်ကို လွှင့်လျက်အစိုးရတော်မူသောအရှင်ကိုရိုဒီကောင်းကင်မြေကြီးသမုတ်တရားမှဆ၍ထိုအရတို့၌ရှိသည်များတို့ကို ဖန်ဆင်းတော်မူသောဖျားသခင်ဖြစ်တော်မူ၏ကိုရောကလည်းလူမျိုးတို့သည် အပေကြောင့်ယုံရင်ခတ်ပြုကြသည်နိ လူစုတို့သည်အဘယ်ကြောင့်အချီးနှီးကြံစီကြသနည်းလောကီရှင်ဘုရင်တို့သည်ထကြ၍မူးမတ်အရာရှိတို့လည်း ထာဝရဘုရားနှင့်ခရစ်တော်ကိုယံဘက်ပြုလျက်စည်းဝေးကြ၏ဟု ကိုရောကျွန်တာဝိတ်ဤနှုတ်ဖြင့်ပြတိထားတော်မူသည်နှင့်အညီဟေရုမင်းပုံနှိပိလက်မင်းမှစ၍ဣသရေလအမျိုးသားတပါအမျိုးသားတို့သည် ကိုရောဤအလိုရှိသည့်အတိုင်းရှေးမစွာကလက်တော်ဖြင့်ခွဲခန့်မှတ်သားတော်မူနှင့်တမျှတို့ကို ပြုခြင်းငါဘိတ်သိက်ပေးတော်မူသောသားတော်မြတ်ယေရှုကိုဤမျိုး၌ယံဘက်ပြု၍စည်းဝေးကြပြီး အမှန်ဖြစ်ပါ၏။အိုးထာဝရဖျာယခုအခါထိုသူတို့၏ချင်းချောက်ချင်းကိုမှတ်တော်မူပါ။အနာရောဂါငြိမ်းစေခြင်းငှာလက်တော်ကို ဆန့်တော်မူ၍တန်ရှင်သောသားတော်ယေရှု၏နာမတော်အားဖြင့်နမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်ကိုရောဤကျွန်တို့သည်နှုတ်ကပတ်တရားတော်ကိုရဲရင်စွာ ဟောပြောပါမိအကြောင်း ကေမတနာတော်မူပါဟုဆုတောင်းကြ၏ထိုသူဆုတောင်းပတနာပြုပြီးမှဆုဝေသော အရက်သည်တုန်လှုပ်၍ထိုသူ အပေါင်းတို့သည်တန့်ရှင်သောဝိညာဉ်တော်နှင့်ပြည့်သည်ဖြင့်ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုရဲရင်စွာဟောပြောကြ၏ယုံကြည်သောသူအပေါင်းတို့သည်စိတ်နှလုံးတညီတညွတ်ဒီရှိကြ၍ အဘယ်သူမျှမိမိဥစ္စာတစုံတစ်ခုကိုငါဥစ္စာဟု၍မဆိုဘဲလျက်ရှိသမျှသောဥစ္စာတို့ကိုဆက်ဆံသဖြင့်သုံးဆောင်ကြ၏။သခင်ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည်ကြီးသောတကိုးနှင့်တည်တည်ခံ၍ထိုသူအပေါင်းတို့သည် ကြီးသောခြေဆုတော်နှင့်ပြည့်စုံကြ၏။ထိုသူတို့တွင်စင်ရဲသောသူတယောက်မျှမရှိ။အကြောင်းမူကားအေး ြေခွက်ကိုပိုင်သောသူရှိသည်များတို့သည် ရောင်းပြီးလင်ရသောအဖိုးကိုယူဆောင်ခဲ့၍တမန်တော်တို့၏ခြေရင်း၌ထားကြသဖြင့်လူများစင်းရဲသည့်အတိုင်းအသီးအသီးတို့အားဝေငှပေးကမ်းကြ၏ယောတိအမိရှိ၍တတစေခြင်း၏တာဟုဆိုလိုသောဗနပအမိတစ်ကို တမန်တော်တို့သမုတ်ခြင်းအပြင်ရသော ကုပရုပြီတာလေဝိလူတယောက်သည်မိမိပိုင်သောမြေကိုရောင်းပြီးလင်ရသောငွေကိုယူဆောင်ခဲ့၍တမန်တော်တို့၏ခြေရင်း၌ထားလေ၏။ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်